ါတဲ့ခရင်ယူကောင်းဆောင်တေခါနီးအဖိုးကြီးတွေကိုမေးချင်ပါတယ်ငါတို့ရဲ့ PDF တွေရဲ့အသက်တွေငါတို့ရဲ့ကရင်ပြည်သူလူထုလူကြီးလူငယ်တွေရဲ့အသက်တွေငါတို့ရဲ့ကရင်ပြည်နယ်တပြည်နယ်လုံးဝဘောက်ငွေသန်ဆေးရနဲ့ပဲတန်တာလာမေးလို့ဖိုးကြီးတို့ရေအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အသက်ပေးသွားတဲ့ PDF တွေမျက်နှာမထောက်ပဲကရင်ကောင်းဆောင်တွေတစ္ဆာဖောက်သွားလို့ပောက်ကွဲနေတဲ့နမ်မူမူရုပ်တံကိုတင်ဆက်ပေးလိုက်ဒီမူအဆုံးထိနားဆင်ဝေဖန်သုံးသက်ပေးသွားကြပါအောင်ခင်ဗျာဟာ စာမတပင်မတအတိတရားမရှိကိုကျင်းစာတရားမရှိရုပ်မာတဲ့နော်ကရင်ပြည်နယ်ကိုဖျက်ဆီးရောင်စားတဲ့နော်ကရင်လောက်ကောင်အဖိုးကြီး KNU စီးပွားရေးသမားတို့ရေအခုမှမို့ဘာတည်နေကြလဲဆိုတော့တည်တဲ့တခုနော်ပြည်သူတို့နော်ကရင်ပြည်နယ်အာစလန်ဆယ်လပိုင်း၁၈ရက်နေ့မှာ KNU ကောင်းဆောင်တွေရအောင်ပြန်တော့ဖွင့်မယ်တဲ့ နော်ဘာကြောင့်လဲဆိုတော့ထိုင်းအာနာပိုင်နဲ့ဒီစစ်တပ်အာနာပိုင်တွေကညစ်နိုင်ပြီးတဲ့နောက်ပိုင်းမှာသူတို့ကိုဘာငွေတန်းစစ်ရပေးမယ်အဲ့ဒီအာဆလမ်မကိုသူတို့ရအောင်ကျွန်တော်ဖွင့်ပေးရမယ်သူတို့လည်းရအောင်ဖွင့်မယ်18ရက်နေ့နော်အဲ့ဒါပြောချင်တာတော့ငါတို့ရဲ့ကရင်ပြည်နယ်ရဲ့အနာကငါတို့ရဲ့ကရင်ပြည်လူထုတွေရဲ့အနာကတနိုင်ငံလုံးရဲ့အသက်တွေအနာကတွေကညီတို့ဘာငွေတန်းစစ်ရနဲ့ပဲတန်တာလားနော်အဲ့ဒီဘာငွေတန်းစစ်ရနဲ့ငါတို့ PDF တွေရဲ့အသက်ပေါင်းများစွာကိုသူတို့လဲလိုက်တယ် ငါတို့ကရင်ပြည်သူလူထုကရင်နယ်မြေကရင်မြို့ကရင်ရွာတပြည်နယ်လုံးကိုနဲ့သူတို့လဲလိုက်တာအေးလို့เนาะတလိုက်ဆန်ထက်ဆိုးတဲ့ခေါင်းဆောင်တွေလူရောက်မှာခေါင်းဆောင်တွေမျိုးမစစ်အမျိုးဖြက်တိုင်းဖြက်တီဖြက်ဒီနယ်ရောင်းစားเนาะလူမျိုးကိုဖြက်စီရောင်းစားနေတဲ့ရောက်တမှာခေါင်းဆောင်တွေဟမ်လောကကိုကြီးစားတရားမရှိစောက်ဆက်တရားမရှိအဲ့ဒီဘတ်ငွေတန်းစီရာနဲ့ နော်နည်းနည်းလေးနဲ့နည်းနည်းလေးနဲ့ကြက်ချီဝက်ချီလောက်နဲ့နေတို့သွားပြတော့မျောတယ်ဟာတန်ဖိုးထားနေတယ်အဲ့ဒီဘောက်ငွေတန်စီရကိုနေတို့အတွက်အရန်ကိုတန်ဖိုးစီတယ်ငါတို့ရဲ့ကရင်ပြည်လူထုတက်ပေါင်းများစွာငါတို့ရဲ့ပြည်ရဲ့တရားတက်ပေါင်းများစွာအနာကပေါင်းများစွာလူငယ်တွေရဲ့အနာကပေါင်းများစွာကိုအဲ့ဒီဘောက်ငွေတန်စီရနဲ့နေတို့လဲလိုက်တယ်ငါတို့ရဲ့ကရင်ပြည်နယ်ကတန်စီရနဲ့ပဲတန်တာလားငါတို့ရဲ့ကရင်ပြည်နယ်နော်အရန်ကိုတန်ဖိုးစီတဲ့အဲ့ဒီအာစလမ်းမကတန်စီရနဲ့ပဲတန်တာလားဖိုးကြီးတို့ ဟမ်နေတော့တာလူအောင်နောက်လူစိတ်แน่แน่စီလို့စင်ရင်လေငါတို့မြန်မာပြည်ကြီးငြိမ်းချမ်းတဲ့နေ့ဒီမိုကရေစီဖက်ဒရယ်ရတဲ့နေ့အာနာစင်အာနာယူစစ်တမအေလို့တွေကြဆောင်တဲ့နေ့အဲ့ဒီကရင်ပြည်နယ်ရဲ့တန်ဖိုးကဖန်ဆစ်ရမကဘူးတေခါနီးအဖိုးကြီးတို့ရေရောက်တမအဖိုးကြီးတို့ရေအမျိုးရောက်အဖိုးကြီးတို့ရေပြည်ပြဲမျိုးပြဲပြည်နယ်ကိုရောင်းစားတဲ့အဖိုးကြီးတို့ရေပြည်သူလူထုကိုဒုက္ခပေါင်းများစွာပေးနေတဲ့မအလားခွေတောက်တဲ့အကြီးစားလောက်ကောင်တို့ရေ ဟာကရင်ပြည်နယ်သားမြန်မာတနိုင်ငံလုံးသားငိမ့်ချင်ရေးစစ်မနဲ့ငိမ့်ချင်ရေးလှုပ်လှရေးရတဲ့နေ့ကကရင်အဲ့ဒီကရင်ပြည်နယ်အာဆလိုင်းမကငါတို့ရမှာငါတို့ရရမှာလေပန်းစစ်ရမဟုတ်ဘူးတန်းကတိထောင်ဘီလီယံဒေါ်လာဘီလီယံပေါင်များစွာနဲ့ငါတို့ရမယ်ဟာအခုကနေတော့စားဖို့တောက်ဖို့တန်တို့မိသားစုကောင်းစားဖို့ဘတန်တို့စဉ်းစားကိုလူမျိုးကိုပြည်နယ်ကိုနိုင်ငံတနိုင်ငံလုံး မျိုးဆက်သစ်အားလုံးအနာကကောင်းစားဖို့အတွက်မစင်စားတဲ့ရောက်တမတေခါနီးအဖိုးကြီးတို့ရေငါနီတို့ဘယ်လိုမျိုးဆဲရမလဲကွာကဲအခုမှမပြောမယ်နော်ကရင်ပြည်နယ်မှာစစ်တပ်နေတဲ့ຫນွေဦးတော်လိုင်းရဲ့အဖွဲ့အစည်းအမှန်တွေနော်ကရင်ပြည်နယ်မှာစစ်တပ်နေတဲ့ PDF အဖွဲ့အစည်းတွေနော်ကရင်ပြည်သူလူထုဘက်မှာရတည်တဲ့ရိုးသားတဲ့ကရင်ကောင်းဆောင်တွေတချို့အကြီးအသေးနီတို့စစ်ခွေးစစ်သားကိုတိုက်ဆရာမလို့တော့ဘူးဒီရောက်မာတဲ့ နော်ဒီရောက်มาပြီးတစ္ဆာဖောင်းတဲ့ဒီခင်ယူကောင်းဆောင်နေမယ်လို့ပြောတော့တိုက်စောက်ချစင်းထုတ်နော်စစ်ခွေးကိုညလို့ဆက်တိုက်လို့စင်းတော့မနိုင်ဘူးဘာလို့လဲဆိုတော့တို့ရဲ့ကောင်းဆောင်တို့အဖေခေါ်နေတဲ့တို့ရဲ့အဖိုးအဖိုးဖတ်ကြီးတွေကမအားလားခွေးအကြီးစားဖြစ်နေလို့ဒလန်အကြီးစားဖြစ်နေတဲ့အကြောင်းအဲကြောင့်မအားလားကိုညတို့ဘလောက်ပဲနိုင်ချင်နိုင်ချင်တိုက်ချင်တိုက်ချင်ဒီလိုမျိုးဒလန်အကြီးစားကိုဘေးနာမှာကိုကို အောက်ချောက်နေသေးတဲ့သူရဲ့ကိုကိုထိန်ချောက်နေသေးတဲ့သူရဲ့ကိုဘယ်တော့မှမနိုင်ဘူး ကိုနိုင်စေချင်လို့ဆိုရင်ဒီအဖူးတွေကိုဒီရောက်မာတဲ့တစ္ဆာဖောက်လောက်ကောင်စီးပွားရေးတမငွေမဲ့နေတဲ့ဒီရောက်တမခေါင်းဆောင်တွေကိုရအောင်ဆောက်ချဆောက်ချပြီးမှမလောက်တိုက်ဆောက်ချလို့မရဘူးဆိုရင်ရအောင်ထွက်ပါကရင်ပြည်နယ်မှာနော်အမြန်နီးနဲ့ဆောင်လိုက်ပါနေတို့အလကားတေကောင်းမှာဒါမဲ့ဆက်တိုက်မယ်ဆိုရင်အနီကရန်သူမအားလာတောက်တိုင်ကြီးစားလောက်ကောင်ကြီးစားတွေကိုဖြိုးပါနော်လောက်ကောင်ကြီးစားငါခေါ်တာဒီလောက်ကောင်ပြီးစရတယ်မဟုတ်ဘူးနော် ဒီကရင်လောက်ကောက် KNU ခေါင်းဆောင်အဖိုးကြီးတွေကိုတို့ရအောင်စောက်ချမယ်တို့ဆင်ရမယ်နေတို့ဆက်တော့အမိတ်နာခံမယ်ဆိုရင်နေတို့ကိုပြန်တော့ရောင်းစားမှာပဲနော်အနုငင်းနဲ့တို့ရောင်းစားမယ်နေတို့ကိုအယောင်သွင်းမယ်ပြီးတော့နေတို့ပြန်တော့လောက်ကြမယ်အခုတို့လောက်တော်မျိုးလေးလေးနှစ်ကျော်အတွင်းမှာ PDF အသက်ရပေါင်းများစွာထောင်နေစီတာဒီကရင်မီနယ်နဲ့အသက်ပေးစားတာနော်အဲ့ဒီဘတ်ငွေတန်းစီရနဲ့တို့လဲလိုက်တာ PDF ရဲ့ဘက်တေးတာမဟုတ်ဘူးကရင်ပြည်သူလူထုကလေးလူကြီးတမိသားစုလုံးအများကြီးပဲတေးနေရတယ် ရွာတွေလည်းအများကြီးပြာကြမြို့တွေလည်းအများကြီးပြာကြနောက်ဆုံးတော့ဘန်းဝေတန်းစစ်ရံနဲ့သူတို့အကောင်လုံးလဲလိုက်တယ်အဲကြောင့်ကရင်ပြည်နယ်ကိုစစ်ဆက်တိုက်မဲ့အဖွဲ့တွေတော်လန်ကြီးအဖွဲ့တွေပေါ့နော်မင်းတို့ဘက်ကကရင်လူမျိုးကိုကာကွယ်ခြင်းနဲ့ကရင်ပြည်နယ်ကိုကာကွယ်ခြင်းနဲ့လူရောက်မာရဲ့လက်ထက်မှာမရောက်အောင်နော်ကရင်ပြည်သူလူထုနေတို့ယုံကြည်တာဘလောက်ထောက်ပံ့ပေးလဲ2023ရဲ့နေ့ခုထိနေတို့တောင်းတန်းကရင်ပြည်သူလူထုတွေမြန်မာတိုင်းနိုင်ငံလုံးတိုင်းရင်းသားတွေအားလုံးနေတို့ကိုဝမ်းမြောက်ထောက်ပံ့ပေးတယ်နော် သူတို့ဘက်မှာနေတော့ရတည်ပြီးတော့နေတော့ဆက်တော့ကာကွယ်မယ်ဆက်ပြီးတော့လှုပ်ပေးမယ်ဆိုရင်ဒီအဖိုးကြီးရဲ့စကားကိုနှုတ်ဆက်တော့နာခံလို့မရတော့ဘူးဒီအဖိုးကြီးကိုနေတော့ရအောင်ဆောက်ရမယ်နှုတ်ဆင်းထုတ်ရမယ်မအားလာကိုနော်မအားလာငါမအားလာကိုငါတို့ပြန်တော့တိုက်တယ်လို့မျိုးဒီအဖိုးကြီးတွေကိုနှုတ်ပြန်တော့တိုက်ရမယ်ဒီအဖိုးကြီးကပြည်သူလူထုကိုအနှုနီနဲ့တတ်တယ်မအားလာကပြည်သူလူထုကိုအချမ်းနီနဲ့တတ်တယ်။နော်အဲ့ကြောင့်ဒီတော့ပြည်သူကိုချစ်ပါတယ်ပြည်သူအတွက်တို့လောက်ပါတယ်ပြောနေတဲ့အော်နေတဲ့ဟိုဘိုဒီဘိုတွေအားလုံး တော်လန်ရေးခေါင်းဆောင်တွေပေါ့နော်နေတော့ဒီအဖိုးကြီးတရားစကားကိုဆက်ပြီးတော့နာခံမယ်ဆိုရင်မကြခင်နေတော့အလောက်ကျန်တပ်ဖြတ်ခံရမယ်နော်အဲဆောင်အသေးခံမလားအသေးမခံချင်ဘူးပြည်သူလူထုဆက်ပြီးတော့ကာကွယ်မယ်ဆိုရင်ဘာကိုစင်းသိမ့်လဲဘာကိုလှုပ်သိမ့်လဲဒီချိန်ဒီခါမှာနော်နေတော့နေလို့မရတော့ဘူးအော်ဒီအဖိုးကြီးတွေကိုလည်းပြန်တော့လှုပ်လို့မရဘူး။တော်လန်ကြီးကိုတော့ဆက်ပြီးတော့လှုပ်ချင်လို့ရှိရင်တခြားနေရာမှာသွားလှုပ်ပါ။ ဒီကရင်မင်းမှာဆက်ဒရော့လုပ်မယ်ဆိုရင်အလကားအချိန်ကုန်မယ်တို့တော့အလကားသိမယ်ပြည်သူလူထုငွေလည်းအလကားကုန်မယ်နော်ဒါမဲ့တကယ်ဆက်လုပ်ချင်တဲ့ဘယ်နေရာမှမပြောင်းချင်ဘူးဆိုရင်တို့တိုက်ရမယ့်ကောင်ကဒီကရင်တစ္ဆာဖောက်လောက်ကောင်ကောင်းဆောင်ဒီအခုဘတ်ငွေတန်းစီရာကိုလက်ခံတဲ့ဒီကောင်းဆောင်ဒီကိုလည်းပြန်တော့ဆင်ရမှာနော်အဲ့ဒါပဲကြကြတာလောက်ပါလောက်မရဲဘူးဆိုရင်အမြန်နီးနဲ့ဆောင်ပါ ဆက်ပြီးတော့နေတဲ့လူတွေလှုပ်လို့မရဘူးဆက်ပြီးတော့နေတဲ့လူတွေဆိုရင်တို့အကောင်လုံးသိကောင်းမှာအကောင်လုံးသိမယ်အကောင်လုံးသိမယ်အဲ့ဒါသိစားတယ်နော်အဲ့လောက်ပဲနော်စကိုင်းတွင်စစ်တပ်ကကြေးရွာ6ရွာကိုစစ်ကြောင်းထိုးဝင်ရောက်စီးနှင်းပြီးလင်းရင်ရွာတစ်ရွာမှာပြည်သူတအူးကိုဖမ်းဆီးတပြက်ထောင်နဲ့ချီတော့ပြည်သူများဘေးလွတ်ရာထွက်ပြေးနေရ စကိုင်းတိုင်းစကိုင်းမြို့နယ်တွင် အကျန်းဖတ်စစ်တပ်ကကြေးရွာ6ရွာကိုစစ်ကြောင်းထိုးဝင်ရောက်စီးနှင်ပြီးလင်းရင်ရွာတိရွာမှပြည်သူတအူးကိုဖမ်းဆီးတပ်ဖြတ်ကထောင်နှင်ချီသော ပြည်သူများဘေးလွရာထွက်ပြေးနေရကြောင်း Third People's Defense Force မိုးကျုံကအဖွဲ့မှတာဝန်ရှိသူတအူးကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုသည် အော်တိုဘာလ6ရက်နေ့တွင်စကိုင်းမြို့နယ်ရှိကြေးရွာ6ရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာသောအကြမ်းဖက်စစ်တပ်ကလင်းရင်ရွာတိရွာကိုဝင်ရောက်စီးနှင်ချိန်တွင်ပြည်သူ၂ဦးကိုဖမ်းဆီးခဲ့ပြီးတဦးကိုပြန်လွတ်ပေးကတဦးကိုတပ်ဖြတ်ခဲ့ကရုပ်အလောင်းကိုမြောင်ငုတ်တူရွာမရောက်ခင်လမ်းပိုင်း၌ဆုံးပစ်ခဲ့ကြောင်းသိရသည် အဆိုပါအကျန်းဖတ်စစ်တပ်စစ်ကြောင်းကြောင့်လက်ရှိချိန်တွင်ကံကြီးကုန်းကြီးရွာ၊ကြောက်ပနံကြီးရွာ၊ဘလူကြီးရွာ၊စမွန်းကြီးရွာ၊ရုံးပင်ကြီးရွာနှင့်လင်းရင်ရွာတစ်ကြီးရွာတို့မှထောင်နှင့်ချီသော ပြည်သူများသည့်ဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရှိရသည်။စစ်ခွေးစစ်ကြောင်းကစားတောင်ဘက်ကိုတော့ပြန်ဆုတ်သွားပြီးလင်းရင်ရွာတစ်ကြီးရွာကပြည်သူနှစ်ဦးကိုဖမ်းဆီးပြီးတအူးကိုတော့ပြစ်တက်သွားတယ်။ အော်တိုဘာလ30ရက်နေ့မှာညောင်ငုတ်တူရွာမရောက်ခင်လမ်းမှာတက်ခဲ့တာပါ6ရက်နေ့ကနေစပြီး14ရက်ကနေစားတောင်ထိကြေးရွာ6ခုကိုဝင်ရောက်စီးနင်းခဲ့တာပါကံကြီးကုန်းကြေးရွာကြောက်ပနံကြေးရွာပဒုကြေးရွာစမွန်ကြေးရွာရုံးပင်ကြေးရွာလင်းရင်ရွာတစ်ကြေးရွာပါဟူသော Noble People's Defense Force မိုးကျုံကအဖွဲ့မှတာဝန်ရှိသူတအူးကပြောဆိုသည်